အားလုံးပဲမင်္ဂလာပါဗျာเนาะဒီနေ့မှာတော့ကျွန်တော်တို့ဒါ20ရက်20ရက်လ2025ကျွန်တော်ဒီနေ့ကြာပါတော့ဒါ conference ပွဲစဉ်တွေရှိမယ်ယူရိုပါလိပွဲစဉ်တွေရှိမယ်ပေါ့ဗျာเนาะဒါကျွန်တော်တို့ပြီးခဲ့တဲ့ဒါ champion league ပွဲစဉ်ကျွန်တော်တို့ဒါနှစ်ရက်ကန်ခဲ့တယ်ပေါ့ဗျာเนาะနှစ်ရက်ကန်ခဲ့တဲ့အထက်မှာအတရက်ကတော့ဂျေးပန်နေပေးပြီးတော့တရက်မှာတော့မနေ့ကကြာတော့ဒါဂျေးတွေ booking တွေဒါ ကျင်းနိုင်ခဲ့ပြီးတော့ဒါအထက်ကြီးတွေတော်တော်များများအာကြခဲ့တဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့ဗျာเนาะအဲကျွန်တော်မနေ့ကညဆိုလဲဒါရွေးချယ်ခဲ့တာအစင်မပြေခဲ့ဘူးပေါ့ဗျာเนาะအဲဒီနေ့ညမှာတော့ယူရိုပါရီမှာဆိုလဲတော်တော်များများပွဲစဉ်တွေရှိတယ်เนาะအဲကျွန်တော်ဒါကွန်ဖရင့်လစ်မှာဆိုလဲတော်တော်များများပွဲစဉ်တွေရှိတယ်ကျွန်တော်ဒီထက်မှဒီနေ့တော့ပွဲစဉ်တွေအများကြီးမရွေးချယ်ပြီးတော့ကျွန်တော်နှစ်ပွဲလောက်ပဲဒီနေ့ညသုံးသပ်ရွေးချယ်ပြီးတော့မှာဗျာเนาะအဲနည်းနည်းလေးကြွေနေဆိုတော့ဒီကိုယ်အတွက်ဒါ ွဲများရင်ဒါဇဝေဇဝါဖြစ်မှာဆိုနှစ်ပွဲလောက်ကိုဒါကစားအောင်ဒီနေ့ညကျွန်တော်လည်းနှစ်ပွဲလောက်ပဲဒါကစားမှာဖြစ်တယ်နှစ်ပွဲလောက်နဲ့ဒါမောင်းလေးနဲ့ကျွန်တော်ဒီနေ့ညတွဲကစားမှာဖြစ်တယ်เนาะအဲ့တော့ကြောင့်မလို့ကျွန်တော်ရဲ့ပွဲစဉ်တွေကိုဒါเนาะအားပေးသည်ဖြစ်စေဒါကျွန်တော်ရဲ့ပွဲစဉ်တွေဒါအပေါင်းနေရဲဆိုင်ဇက်တိုက်ပြရတဲ့တော့လည်းအားပေးသည်ဖြစ်စေเนาะကြွေကြတဲ့အချိန်မှာလည်းအားပေးသည်ဖြစ်စေ YouTube channel လေးနဲ့တော်တော် channel လေးကိုလည်း လာရဲ့ subscribe လေးလုပ်ပေးသွားပါဦးများเนาะကျွန်တော်ပြောရလို့ဘလုံးပွဲမှာတော့ဒါအပိုင်ဘလူးကမရှိဘူးအကောင်းဆုံးကျင်းနေကျေးထားရနဲ့တင်းနေတေးထားရတွေကိုကြည့်ပြီးတော့ရွေးချယ်သုံးသပ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အာညီကိုအနေနဲ့ဒါမှားလားမှားတဲ့ရက်ဆိုရင်လည်းအာ comment နဲ့ဒါပွဲတင်တွေကိုဆော့တော့မှားတဲ့ရက်တွေလည်းနည်းနည်းဒါပြောမယ်ဆိုရင်နားလည်ပေးပါလို့เนาะကျောင်းနေနဲ့လည်းအကောင်းဆုံးရွေးချယ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲဒီနေ့ညမှာတော့ကျွန်တော်ယူရိုပါလိထဲကပွဲစဉ်နှစ်ပွဲလေးရွေးချယ်ပေးထားရပြเนาะ အဒီပွဲစဉ်မှာပထမဆုံးပွဲစဉ်ကတော့ကျွန်တော်တို့ set နဲ့ supporting bracket နဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ထားပေးတဲ့စိတ်ကြိုက်တစ်ကြောင်လေးရှိပါတယ်เนาะဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ set ကနေပြီးတော့ supporting bracket ကိုကျွန်တော်တို့ body gym မှာဆိုရင် level ကိုအရှုံး level ကိုပြည့်စုံမယ်ဂိုးပေါင်းကျင်းလေးမှာ၃လုံးကို50အစားဒီကျင်းလေးဖွင့်လက်ထားရပေါ့ဗျာเนาะအဲဆက်တက်ကတော့ဒီနေ့ညမှာ sporting bracket ကိုဒီနေ့ညပူချေးဖွင့်ထားတယ် ဒါအိမ်ဝဲရနေပြီးတော့ပေါ့ဗျာเนาะ level ဒါရှုံးဘူပေါင်းကျလေးမှာ၃လုံးကိုဒါ50စာဒီကျလေးဖွင့်လက်ထားတဲ့အာယူရိုပါလီကလည်းဒါပြန်ကြိုက်ပေါ့ဗျာเนาะအာဒီကျွန်တော်တို့ဒါပြောမယ်ဆိုရင်အာအော်တိုဘာနိုဝင်မှာဒီဇင်ဘာလတွေကကျွန်တော်ဒါပွဲကျက်တဲ့ကာလဖြစ်တယ်။နောက်ပြီးတော့ပွဲတွေကလည်းချန်ပီယံလိပွဲလာလိုက်ဒါအမတ်ပေးပွဲလာလိုက်ယူရိုပါလီလာလိုက်ဒါတို့တော့အာကျွန်တော်တို့ဒါမျိုးမျိုးလာနေတယ်။ဒါအသင်းတွေနဲ့လည်းဂျေးတွေကဘူကီနေနဲ့ ဟိုပြောမယ်ဆိုရင်ကြေးဖွင့်လာတာဆိုတာလေကမောက်ကမကြေးတွေကများတယ်အဲအကြမ်းမထင်းထင်းသိမ့်သိမ့်လေးတွေစော့စီခြင်းနဲ့ကျွန်တော်အပဲပွေးပွဲတဲ့နေပြန်လာတဲ့ချိန်ကြရင်တော့ကျွန်တော်ဒါပဲပေးပွဲတရားကခမန်းကပို့ပြီးတော့အဲလွယ်ကူတဲ့နေသားမျိုးတော့ရှိတယ်เนาะအမှတ်ပေးပွဲတရားတော့ဒါလွယ်ကူတဲ့နေသားမျိုးတော့တွေ့ရတယ်ယူရိုပါလီတို့ဒါချန်ပီယံလိတော့ဒါဘူကီတရားတော့ခြေရတော့အာတခြားတရားလည်းခြေလိန်အောက်ခြေခိုးတာရှိတယ်ထက်ခိုးတာရှိတယ်เนาะဒီမျိုးပုံစံလေးရှိရော ထင်းထင်းသေးသေးကစားကြပါနော်ဒီနေ့ညမှာဒါစစ်တက်ကနေပြီးတော့အဲစပိုတင်မလာကကိုဒါကျွန်တော်တို့ကျေးဖွင့်လာတာရှိတယ်သူနဲ့သိမောက်တော့ထိတဲ့တွဆမှုရှိတယ်ဒါကျွန်တော်2010ရပါဗျာနော်အဲ2010ကဒါတွဆထားခဲ့တာဖြစ်တယ်ကြာခဲ့ပြီပေါ့ဗျာနော်နှစ်ကတော့တော်တော်ကြာခဲ့ပြီအဲ15နှစ်တောင်ကြာဝေးခဲ့ပြီသူနဲ့သိရဲ့ထိတဲ့တွဆမှုကအထက်တက်တဆုံမှုပွဲစဉ်မှာလဲဒါကျော်ဆိုရင်တော့ဒါချန်ပီယံလိကွာတာဖိုင်နယ်နော်အဲချန်ပီယံလိကွာတာပေါ့နော်ဒါ ချန်ပီယံလိအောက်စုပွဲစဉ်တွေကွာတာတွေပေါ့နော်အဲ့ဒီပွဲစဉ်မှာနှစ်သိန်းထိတိုက်တွဲဆုံမှုတွေတော့ရှိတယ်အဲ့ဒီပွဲစဉ်မှာဆိုရင်ဒါ Sporting Braga ရဲ့အင်ကွင်းမှာဆိုရင် Z3 နဲ့စက်တစ်ကိုနိုင်ပြီးတော့စက်တစ်ရဲ့အင်ကွင်းမှာ Sporting Braga ကိုဒါ2-1နဲ့နိုင်ထားခဲ့တယ်အဲသူတို့နှစ်သိန်းရဲ့ထိတိုက်တွဲဆုံမှုကအလုံးမှနှစ်ကြိမ်ပဲရှိမယ်နှစ်ကြိမ်မှာတော့တစ်ဖက်တစ်ကြိမ်ကြီးနိုင်ထားခဲ့တဲ့ရလဒ်မျိုးရှိတယ်နော်အဲစက်တစ်ကတော့လက်ရှိသူ့ရဲ့ ဒါကလတ်စကော့တလန်မှာဆိုရတော့လက်ရှိပြောမှန်ဆိုတော့ခြေစမ်းကောင်းတော့မဆိုးဘူးရှုံးပွဲနောက်ဆုံးကန်ခဲ့တဲ့၅ပွဲ၅ပွဲလုံးရှုံးပွဲမရှိသေးဘူးပေါ့ဗျာနော်အာစပိုတင်ပလာကာကတော့ပိုတူဂီအဲလီရဲဖြစ်တယ်ဒါသူ့ရဲ့ဒါကလတ်ထဲမှာတော့သူ့ရဲ့ဒါမှတ်ပြီးပွဲနေနေမှာတော့သူကရလက်ကောင်းတဲ့ပုံစံမျိုးတော့မတွေ့ရဘူးဗျာเนาะရလက်ကောင်းထားခြင်းတော့မတွေ့ရဘူးအဲသူ့အနေနဲ့ဒါပွဲနေနေရှုံးပွဲတွေကြုံတဲ့အနေထားမျိုးတော့တွေ့ရတယ်เนาะအဲ ဒီပွဲစဉ်တွေကိုကျွန်တော်တို့သွားပြန်ကြည့်ရမယ်ဆိုရင်အာဘရာဂါနင်းတဲ့ကတော့တပွဲကန်ပြီးွားပြီတပွဲကန်နဲ့တပွဲနိုင်ထားတဲ့ရမတ်၃မှတ်အာ၁၁ကတော့တပွဲကန်တပွဲတည်ရင်နဲ့ရမတ်တမတ်ပဲရထားသေးတယ်ယူရိုပါလိသူအုပ်စုပွဲစဉ်တွေမှာပေါ့ဗျာနော်အဲ၁၁အနေနဲ့ဒီနေ့ညမှာအဲစပိုတင်ဘရာတာကိုတေရှုံးချေးဆိုဖွင့်လာတဲ့ဂူပေါင်းချင်းမှာ၃လုံး90စာဒီပွဲစဉ်လေးကိုတော့ကျွန်တော်အဲ၁၁ပေါ်ကြီးလေးကိုကျွန်တော်ကြိုက်ပါတယ်ဒီနေ့ကျွန်တော်၁၁ပေါ်ကြီးလေးကိုကစားမှာဖြစ်တယ် အဲဒီနေ့ညတော့ကျွန်တော်71 point လေးကိုရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်အကြိုက်ချင်းတူရင်ဒါ live show လို့ရပါတယ်ကျွန်တော်71 point လေးကိုကြိုက်ပါတယ်ကဲနောက်တစ်ပွဲကိုကျွန်တော်တို့သွားပြန်ကြည့်ရမယ်ဆိုရင်အမ်ကျွန်တော်ယူပါလီထဲကပွဲစဉ်တစ်ပွဲပဲဗျလိုင်ယွန်းနဲ့ကျွန်တော်ဆဲဘက်ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ထားတဲ့တကြောင်လေးရှိပါတယ်အဲဒီပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့လိုင်ယွန်းကနေပြီးတော့ဆဲဘက်ကိုဒါဝမ်းတရေဖွင့်လှစ်ထားတယ်နော်ဘောကြီးချင်းမှာဝမ်းတရေဂူပေါင်းချင်းလေးမှာဆိုရင်၃လုံးကို90စားဆိုတဲ့ဂျီမျိုးလေး ဖွင့်လှစ်ထားတာဖြစ်ပါတဲ့အဲဒီပွဲစဉ်ကိုကျွန်တော်တို့တွားပြန်ကြည့်ရမယ်ဆိုရင်လန်ယွန်းနေတဲ့ဒါဒီနေ့ညအိမ်ဝင်းကနေပြီးတော့ကျွန်တော်တို့လန်ယွန်းနေတဲ့အိမ်ဝင်းကနေပြီးတော့ဆက်ဘက်ကိုဖွင့်လှစ်ထားတဲ့ကြေးအားဝမ်းတည်ဒီကြေးကတော့ကျွန်တော်ထင်မြင်သုံးသပ်ရမယ်ဆိုရင်ဒါဒီနေ့ညဖြစ်တဲ့ကြေးတစ်ကြေးလို့ကျွန်တော်သုံးသပ်မိတယ်ညเนาะသုံးသပ်မိရဘာကြောင့်လဲဆိုတော့အဲလန်ယွန်းနေတဲ့ကလည်း ိုင်ယွန်းနေနဲ့ကလည်းเนาะဒီနေ့ຢာဒီသူ့ရဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်လိုင်ယွန်းနေနဲ့သူ့ရဲ့ဒီနေ့ຢာဒီကျွန်တော်တို့ပြင်သစ်လီဝဲမှာဆိုရင်တော့ရလက်ကောင်းနေပိုင်ဆိုင်ထားရလို့ဆိုရမယ်ဗျเนาะအလိုင်းလီကိုလည်းနိုင်ထားတယ်ကျွန်တော်တို့အန်ကာကိုလည်းနိုင်ထားတယ်မာစီကိုလည်းဝမ်စီနဲ့နိုင်ထားခဲ့တယ်เนาะကျွန်တော်တို့ဒါ reading ကိုတော့ဒါ rinic ကိုတော့ဒါကျွန်တော်တို့31နဲ့ရှုံးထားခဲ့တဲ့ရလက်မျိုးလေးတွေတွေ့ရတယ်အဆက်ဘက်ကတော့ကျွန်တော်တို့ဒါ australia club ထဲက အသေးဖြစ်တယ်သူ့အနေနဲ့ဒီသူ့ရဲ့ကလပ်ထဲမှာတော့ရလက်ကောင်းနေပိုက်ဆိုင်ထားခြင်းမျိုးတော့မရှိအောင်ကြเนาะမတွေ့ရဘူးဒါသူတို့နှစ်သိန်းရဲ့ဒါထိတိုက်တွဆမှုကလည်းဒီချိန်ပဲရှိတယ်ဒီချိန်မှာတော့ဒါစက်တဲ့ရဲ့စဲပဲရဲ့အိမ်ခွေးမှာသူတို့နိုင်ရိုးကိုဝမ်းစီးတဲ့နိုင်ထားခဲ့တဲ့ရလက်မျိုးလေးရှိတယ်ကျွန်တော်ကြားခဲ့ပြီပေါ့ဒါထိတိုက်တွဆမှုက2017မှာဖြစ်တယ်အဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒါခြေစပ်ပွဲတွေကန်တဲ့ချိန်မှာတော့ဝမ်းစီးနဲ့ ဆက်ဘက်ကတော့လိုင်ရိုးကိုနိုင်ထားခဲ့တဲ့အနေထားမျိုးလေးတွေ့ရတယ်ဒီပွဲစဉ်လေးကိုကျွန်တော်ကြီးနေကြီးထားရလေးကြည့်ပြီးတော့ကျွန်တော်ရွေးချယ်သုံးသပ်ပေးမှာဖြစ်ပါတယ်အလိုင်ရိုးနေနဲ့ကတော့ဒါကျွန်တော်တို့ယူရိုပါလိဒါပွဲစဉ်မှာတော့အမှတ်ပေးပွဲစဉ်မှာတော့တပွဲကတပွဲနိုင်ရမှတ်၃မဲ့နဲ့ကျွန်တော်တို့လက်ရှိယက်တီနာဖြစ်တဲ့ဆင်းဆက်နေမှာပေါ့ဗျာနော်အဲဆဲဘက်ကကျွန်တော်တို့ပြန်သွားပြန်ကြည့်ရမယ်ဆိုရင်သူ့နေတဲ့တပွဲကန်တပွဲရှုံး ဆိုတဲ့ရလက်မျိုးတွေ့ရတယ်အဲသူ့အနေနဲ့တပွဲကတပွဲရှုံးရလက်မကောင်းခဲ့ဘူးပေါ့ဗျာနော်ရလက်မကောင်းခဲ့ဘူးသူ့အနေနဲ့တည်းကဘယ်သင်းကိုရှုံးခဲ့ရလဲဆိုတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ကျွန်တော်တို့ပေါ်တိုနဲ့တွေ့ခဲ့တဲ့ပွဲမှာသူ့အနေနဲ့0-1နဲ့ဒါပေါ်တိုရှုံးခဲ့တယ်အဲ့တော့ကြောင့်မို့ဒီနေ့ညမှာ7ဘက်အနေနဲ့ဝေးခွင့်ကနေပြီးတော့လိုင်ရုံးကို5ရနိုင်ပါမလားလက်ရှိဖွင့်ထားတဲ့ဂိုးပေါင်းချင်းနဲ့ဘော်ရီချင်းနဲ့ချိန်ဆမယ်ဆိုယူရိုပါလိမှာ ဖွင့်နေကြအတိုင်းပဲကြီးကြီးတော့ဖြစ်တယ်ဒါပေမဲ့ဆဲဘက်နေနဲ့ဝေးသွင်းရနေလိုင်ယုံကိုကိုးရပါမလားပေါ့နော်အဲလိုင်ယုံနေနဲ့ကျွန်တော်တို့သွားပြည့်ကြည့်ရမယ်ဆိုရင်လည်းလိုင်ယုံကအိမ်ကွင်းကနေပြီးတော့ယနေ့ညမှာဆဲဘက်ကိုကိုးပြတ်ပါမလားဖွင့်နေတာလည်းဘော်ဒီချင်းမှာတော့ဒါဝန်သေးကိုးပေါင်းချင်းလေးမှာ3လုံး50စားလိုင်ယုံနေနဲ့ကကျွန်တော်သွားပြည့်ကြည့်မယ်ဆိုရင်လိုင်ယိုရဲ့အိမ်ကွင်းဆိုရင်ဒါပွဲနေပွဲတိုင်းလို့လို့ဂိုးရထားတဲ့အနေထားမျိုးတွေတွေ့ရတယ်ဗျเนาะအဲကျွန်တော်တို့ချာ ကျွန်တော်ခြေစခြေစားပွဲတွေမှာဆိုရင်ဂီတာဖေးတော့2ဝမ်းနဲ့နိုင်နာခဲ့ပြီးတော့ကျွန်တော်တို့ဒါတင်းတင်းလေးဝမ်းမှာဆိုရင်လည်းအာကျွန်တော်တို့မက်ကိုတော့3စီးနဲ့နိုင်တယ်မာဆေးကိုလည်း1စီးနဲ့အိမ်ကွင်းမှာနိုင်ထားတယ်လေအန်ကောက်ကိုလည်း1စီးနဲ့အိမ်ကွင်းမှာနိုင်ထားခဲ့တယ်နော်အဲဒီလိုမျိုးရလက်မျိုးတွေတွေ့ရတယ်ဒါမျိုးတွေ့ရတဲ့ချိန်ကျပေါ့ဒါလိုင်ယွန်းနေနဲ့အိမ်ကွင်းဆိုရင်ဂိုးရတက်တဲ့ဒါတိုက်စစ် အသေးသေးလို့ကျွန်တော်ခင်ဗျသုံးသပ်မိတယ်အဲ့ဒါကြောင့်မို့လိုင်ယွန်းနေနဲ့လည်းဒါ ဒီနေ့ညမှာအိမ်ကွင်းကနေဂိုးပြတ်ဖို့သူ့အနေနဲ့ဒါအလားအလာရှိတယ်ဖွင့်လှစ်ထားတဲ့ဘော်ကြီးချင်းနဲ့ပေါ့ဗျာနော်အဲကျွန်တော်ကတစ်ချက်လေးကျွန်တော်စွားစိတ်ပြုတာဒါဆဲဘက်နေနဲ့ဒီနေ့ညမှာအဝေးကွင်းကနေပြီးတော့ဒါဂိုးရဖို့ဒါသူ့အနေနဲ့လိုက်ရောအနိုင်ကံမို့တီသူ့အနေနဲ့လည်းစူးစမ်းလာမှာဖြစ်တယ်အဲ့တော့ကြောင့်မလို့နှစ်ဖက်သင်းနှစ်ဖက်ပေါင်းတွင်းကိုမြင်ရဖို့ဒီပွဲတင်ရကျွန်တော်အလားအလာမြင်တယ်အလားအလာရှိတယ်ဖွင့်လှစ်ထားတဲ့ဘော်ကြီးချင်းနဲ့ဂိုးပေါင်းချင်းနဲ့အနေထားရဒီနေ့ညမှာနှစ်ဖက်ပေါင်းတွင်းကိုရှိတော့ကြောင့်မလို့ဒီပွဲတင်လေးကို ျွန်တော်ဂိုးပေါ်ရွေးချက်ပေးခြင်းနဲ့เนาะအာဒီနေ့ညမှာကျွန်တော်နှစ်ပွဲပဲရွေးချက်ပေးခြင်းပါတယ်ပွဲများရင်ပွဲများလို့ပွဲများတဲ့အတိုင်းလိုက်ရွေးချက်ပေးရင်ညီကိုတို့ကစားတာသဝေသွားတွေဖြစ်ပြီးတော့အာကြောက်ကြာဖြစ်မှာဆိုလို့ကျွန်တော်အကြိုက်ဆုံးဒီနေ့ညကျွန်တော်စောမယ်နှစ်ပွဲနှစ်ကြောင်းပဲရွေးထုတ်ပေးတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီနေ့ညမှာကျွန်တော်ရွေးချက်ပေးတာတော့7နဲ့ စပိုတင်ပရာဂါရဲ့ပွဲစဉ်မှာကျွန်တော်စက်တစ်ဘော်ကြီးကြိုက်တယ်လာယိုနဲ့ဆဲဘက်ရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါအပေါ်ကြိုက်ပါတယ်ကျွန်တော်လည်းကြိုက်ချင်းတွေ့လိုက်ဆော်လို့ရပါတယ်ဒီတရက်နေ့ကတော့ကျွန်တော်ပွဲစဉ်တွေဒါရွေးချယ်ပေးတာအာထင်နေတော့မကောင်းဘူးကျွေနေတယ်ပေါ့ဗျာနော်အလုံးမဲ့ထင်း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 သားကြပါတောက်ကြစနေတနေ့တွေဒါကလပ်ပွဲစဉ်တွေလည်းပြန်လာတဲ့ချိန်ကျရင်ကျွန်တော်အကောင်းဆုံးတင်စောင့်မဲ့ပွဲစဉ်တွေနဲ့တူကျွန်တော်ပြန်လာအောင်မှာဖြစ်ပါတယ် နော်ဆက်လက်ပြီးတော့လည်းအားပေးပါအောင်လို့နော်အားပေးတဲ့ညီကိုတယောက်ချင်းတိုင်းလည်းထူပဲကျေးဇူးတင်ပါတယ်ဗျာနော်ဒီနေ့ညမှာလည်းကျွန်တော်တို့ဒါ Europa League Conference League နဲ့အနိုင်ဝင်တွေများများထုံနိုင်ကြပါသေးကျွန်တော်ရဲ့ဒါ YouTube Channel ရဲ့ဒါ Pin Comment အောက်မှာလည်းကျွန်တော် Telegram Channel နဲ့ Viber Channel လေးချပေးထားပါတယ်လာရောက် Join လုပ်ရပါတယ်အကျွန်တော်ပုံမှန်တော့ပွဲစဉ်တွေတင်ပေးပါတယ်အပေါင်းပြတဲ့နေ့လည်းပြပြတဲ့နေ့လည်းပြတယ်ပေါ့ဗျာနော်အနှုတ်ပြတဲ့နေ့လည်းပြတယ် အဲမောက်ကဆိုလဲတသိတသိစီတွေပဲကျိုးနေတာဖြစ်တယ်เนาะအဲ့တော့ကြောင့်မလို့ကောင်းဆုံးတော့ဆက်လက်ပြီးတော့စူးစမ်းပေးနေတာဖြစ်တော့ကြောင့်မလို့အားပေးမှုကိုတိမဲ့ပြုတ်တယ်ဆိုရင်အာစူးစမ်းမှုဒီဒီကျွန်တော်ညီကိုတွေအတွက်စူးစမ်းမှုကို အများနဲ့ကြိုးစားပေးမြောက်အသိမှတ်ပြည့်ရဆိုရင် YouTube channel လေးနဲ့ဒါတတ်တော့ channel လေးကို like subscribe လုပ်ပေးသွားပါအောင်ဗျာနော်ဘလို့ပွဲမှာတော့အပိုင်းဆိုတာမရှိဘူးထင်းထင်းသိမ်းသိမ်းလေးကစားကြပါကျွန်တော်လည်းအကောင့်တော့တက်နိုင်ဆုံးကြိုးစားပြီးတော့ရွေးချယ်ပေးတဲ့တော်ကြမလို့မှားတဲ့ခါမျိုးတွေကြရင်လည်းနားလည်းဖွင့်လို့ပေးပါလို့နော်ဒီများနဲ့ပြောချင်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ video fan တွေကိုကြည့်ရှုရတဲ့အချိန်တိုင်းဒါတာပျော်ရွှင်တဲ့နေ့တစ်နေ့လေးပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်လည်းကျွန်တော် video လေးကိုဆုံးသက်ပြပါစေအားလုံးပဲ God love ပါညီလို့